ကမ္ဘာသမိုင်းတခြားတိုးပေါ်တွေးရှိကြသမျှစိန်တွေထဲမှာခါလီနန်လို့အမည်ရတဲ့စိန်ကြီးကအကြီးဆုံးပါပဲပြည်သူတို့ရေဒီစိန်ကြီးကိုတော့1905ခုနှစ်မှာတောင်အာဖရိကနိုင်ငံမိုင်းတွေတစ်ခုကနေတိုးပေါ်ရရှိခဲ့တာပါမိုင်းတွင်းပိုင်ရှင်စာသုံးမှတ်ခါလီနန်ရဲ့အမိကိုအစွဲပြုပြီးတော့ဒီစိန်ကြီးကိုခါလီနန်လို့မှတ်ခေါ်ခဲ့ကြတာပါခါလီနန်ဟာစိန်အရင်းတို့အနေနဲ့3106ကရက်အလေးချိန်ရှိပါတယ် တောင်အဖရိကအစိုးရကမိုင်းပိုင်ရှင်စီကနေပြန်ဝင်ယူပြီးတော့ဗီဒိန်ပင်သတ္တမအတုကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။1900ခုနှစ်မှာအစတာဒန်ကနာမည်ကြီးစိန်ဖို့သမားဂျိုးဆက်အက်ဆင်လာဆိုသူကစိန်ကြီးကိုအပိုင်းပိုင်းဖျက်တဲ့တောင်းဝင်ရခဲ့ပါတယ်။သူဟာစိန်ကြီးကိုလေ့လာဖို့3လလောက်အချိန်ယူခဲ့ပြီးတော့နောက်ဆုံးမှာတော့စိန်ကြီးကိုအပိုင်း105ပိုင်းအထိဖျက်တောက်နိုင်ခဲ့ပါတယ်။စိန်ကြီးရဲ့အပိုင်းတွေကိုတော့ နိုင်ငံအုပ်ဆောင်ဖြစ်တဲ့တရဘူတွေနဲ့တခြားအသုံးဆောင်တွေမှာအသုံးပြုခဲ့ပြီးမရင့်မိသားစုပိုင်းလက်ဝဲယတနာတွေအဖြစ်နဲ့လည်းဝိစဉ်သိမ်းဆည်းထားခဲ့ကြပါတယ်။စိန်ရဲအပိုင်းအများစုကိုတော့လန်ဒန်မြို့က Tower of London မှာပြသထားပြီးတော့ခါလီနန်စိန်အပိုင်းစာတွေကိုနှစ်စဉ်ကမ္ဘာလှည့်ခီးတဲ့တန်းနဲ့ချီကလာရောက်ကြည့်ရှုကြပါတယ်။ Great Star of Africa လို့ခေါ်တဲ့အကြီးဆုံးအစိတ်ပိုင်းကတော့ကမ္ဘာအကြီးဆုံးတန်းစီပြီးစိန်အမျိုးအစားအဖြစ်ယနေ့ထက်တိုင်းမှတ်တမ်းဝင်နေတော့မှဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။ ရွှေထက်တောင်တံပိုးကြီးရဲ့မိုးချိုးပြစ်ခံထားရတဲ့တစ်သားပတိပုံမိုးချိုးပြစ်ခံရတဲ့အပင်ကနေလှုပ်ထားတယ်ဒီတစ်သားပတိကုန်းတွေကရွှေထက်တောင်မှာအဖိုးတန်နေဆိုတာကိုပိတ်သက်တွေသိပါသလားတတော်တွေကတစ်ပင်တပင်ကိုမိုးချိုးပြစ်ပြီဆိုရင်ဒီအမျိုးသားလိုလူတွေကအဲ့ဒီတစ်ပင်ကိုမရမကလိုက်ရှာပါတယ်။ဒါကြောင့်လဲဆိုတော့မိုးချိုးပြစ်ခံရတဲ့တစ်ပင်ကိုတွေ့ရကဒီအမျိုးသားအဖို့ရွှေတွင်းတွင်တွေးလိုက်ရတဲ့လူမျိုးချမ်းသာကြွယ်ဝစီလို့ပဲဖြစ်ပါတယ်။မိုးချိုးပြစ်ခံရလို့မီးကျွမ်းနေတဲ့တစ်ပင်ကိုဒီအမျိုးသားကခုတ်ဖြတ်ပြီးတော့အလုံယုံစီကိုတည်သွားပါတယ်။ အလုတ်ရုံမှာဒီအမျိုးသားကတက်သားတွေကိုဖျက်တင်တာဖျက်အချိုးတက်တင်တာတက်ပြီးတော့ရုံလုံးပေါ်အောင်ဖန်တီးရပါတယ်။ဒီအမျိုးသားလုံနေတာကပြိတက်တွေအခုမြင်တွေ့နေရတဲ့နတ်မောင်နေတဲ့ပတိကုံတွေပါ။ဒီပတိကုံတွေကိုတရုတ်နဲ့ကိုရီးယားလိုမျိုးဈေးကွက်မှာတင်ဖို့ရောင်းချရင်ဒေါ်လာထောင်နဲ့ချီပြီးတော့ကိုရတာဖြစ်ပါတယ်။မိုးချိုပြည့်ခံရတဲ့အသားကနေလှုပ်ထားတဲ့ဒီပတိကုံတွေကကန်ဆုံးမိုးမောင်ကြားမှုတွေကိုဖျက်ရှားပြီးတော့တဆေတရေတွေကိုဖျက်ရှားနိုင်ပြီးကန်ကောင်းမှုတွေကိုယူဆောင်လာတယ်လို့ယုံကြည်ကြတာပါ။ ပြီးတော့ဒီပတိကုံကကောင်းငင်ဘုံရဲ့ထိတွေ့ခြင်းကိုခံရတဲ့မုံမြတ်တဲ့အဖိုးထရဲ့နနာတစ်ပါးအဖြစ်သတ်မှတ်ခြင်းကိုခံရတာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမိုးချိုးပြစ်ခံရတဲ့အပင်ကနေလှုပ်ထားတဲ့လက်မောင်တောက်ပါပြီးတော့လှပလူနဲ့ဒီပတိကုံတွေကအင်မတန်ဈေးကြီးပြီးတော့ရွှေထက်တောင်မှတန်ဖိုးကြီးနေတာဖြစ်ပါတယ်။ဒီလိုဘုသူရရပွဲရအကြောင်းအရာတွေကိုထပ်မံကြည့်ရှုနိုင်ဖို့ပရိသတ်တွေကျမတို့ရဲ့ Best Media Channel တွေကို Like and Follow လေးလုပ်ပေးသွားနိုင်ပါတယ်ရှင်။ရေဟီထဲကထွက်လာတဲ့ရွှေကြောင့်ဒီလိုသထေးဖြစ်သွားနိုင်တယ်။ အခုမြင်တွေ့နေရတဲ့ကြောက်တုံးမှာကပ်နေတဲ့ရေကြီးတွေကိုသာမန်ရေကြီးတွေလို့ထင်နေရင်ပြည်သက်တွေအမှားကြီးမှာပါပါလိမ့်မယ်။အားကြောင့်လဲဆိုတော့ဒီလိုရေကြီးမျိုးရှာတွေ့ရင်ဒေါ်လာထောင်ကနန်းတော့မဟုတ်ပဲဒေါ်လာထောင်ပေါင်းများစွာအထိကိုရပြီးတော့တစ်ထေးတောင်မှဖြစ်သွားနိုင်လို့ပါ။ရှာတွေ့ရင်တစ်ထေးတောင်ဖြစ်သွားနိုင်တယ်။ကြောက်တုံးမှာကပ်နေတဲ့ရေကြီးကိုတွေ့ပြီးဆိုရင်အရင်ဆုံးယူလိုက်ပါ။ပြည့်တော့အမိုက်တွေကိုဖယ်ရှားစေပြီးတော့အနယ်တွေပဲကြံခဲ့မဲ့ရွှေကျင်တဲ့တန်စကားလိုမျိုးထဲမှာထည့်လိုက်ရပါတယ်။ အဲ့ဒီနောက်ရေနဲ့နာနာကျင်ပြီးတဲ့နောက်မှာရေကြီးတွေကရေနဲ့အတူပါသွားပြီဆိုရင်အနယ်တွေကျန်ခဲ့မှာဖြစ်ပါတယ်။ဒီအနယ်တွေကတကယ်တော့ရွှေမုံလေးတွေဖြစ်ပြီးတော့ရေကြီးထဲမှာပုံနေတာပါ။တက်ခါချင်းရင်ရွှေမုံလေးတွေအများကြီးကျန်ခဲ့တာဖြစ်တဲ့အတွက်ဒီလိုရေကြီးမျိုးရှာတွေ့တဲ့သူအဖို့ထိပေါက်တလို့ချမ်းသာသွားမှာပဲဖြစ်ပါတယ်။ Bass Media ကတင်ဆက်တဲ့ဒီလိုဗီဒီယိုမျိုးကိုထပ်မံကြည့်ရှုနိုင်ဖို့ channel လေးကို like and follow လေးလုပ်ထားပေးနိုင်ပါတယ်ရှင်။